အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ဒါပွဲပြီးသုံးသက်ချက်ကနေပဲပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောဒါကျွန်တော်မနေ့ခင်းလေးဖြစ်ပါဒီညကနေစုမောင်းကောင်းတောင်းပေးပါတယ်အဲ့တော့ညကပွဲတွေကြည့်ပြီးညကတော်တော်လေးညနဲ့မှအိပ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါအခုမှဒါကျွန်တော်တို့ပွဲပြီးသုံးသက်ချက်လေးတင်ဆက်ပေးတာဖြစ်ပါတယ်ပွဲပြီးသုံးသက်ချက်တင်ဆက်ပြီးနောက်ကြသွားရင်ခွတ်လို့ပါဘောနော်အဲ့တော့ Liverpool အသင်းနဲ့ဒါ PSG အသင်းစပြောမယ်ပြီးရင်တော့ကျွန်တော် Bayern Munich နဲ့ Liverpool ဆင်ကြောင်းနဲ့ပြောမယ်ပြီးရင်တော့ဒါကျွန်တော်တို့ ငိုပိုင်ဘူးနဲ့လီဗာကူစင်ကြောင့်နည်းနည်းပြောမယ်ပြီးရင်တော့ဒါကျွန်တော်တို့ဘာဆိုနာနဲ့ဘန်ဖီကာကြောင့်ပြောကြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ၃သင်းကိုမျှပြီးပြောသွားမယ်အဓိကဒါကျွန်တော် highlight လုပ်သွားချင်တာကတော့လီဗာကူနဲ့ PSG ပေါ့နော်အဲ့တော့ဒါကျွန်တော်အမှန်တမ်းပြောမယ်ဖီယန်နူးနဲ့အင်တာမီလန်ပွဲစဉ်တော့မကြည့်မိဘူးမနေ့ကကျွန်တော်ဒါခရီးကအပြတ်တောက်လျှောက်ကားမောင်းနေရတဲ့ကြောင့်ပြောကျွန်တော်အိမ်ပြန်ရောက်တာနောက်ကျတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ဖီယန်နူးနဲ့အင်တာမီလန်နဲ့ပွဲစဉ်တော့ကျွန်တော်မကြည့်ဖြစ်လိုက်ဘူးအဲ့တော့ဒါကျွန်တော်တို့ liverpool နဲ့ psg နဲ့ပွဲစဉ်ကိုစပြောမယ် liverpool ရဲ့ဒါအ အဝေးကွေးအနေနဲ့ဒါကျွန်တော် PSG ကိုသွားရအောင်ဆန်ရအဲ့တော့ဒီနေ့ပွဲစမှာဒါအမှန်တိုင်းပြောမှာဆို PSG အနေနဲ့ဒီခြေစွမ်းကတော်တော်ကြီးကိုကောင်းခဲ့တယ်လစ်ဗာပူးတင်းနေဒီနေ့ပွဲစမှာဒါကျွန်တော်တို့ရွှေလုံးဝကိုရွှေလက်ပိုင်ရှင်တစ်ခုအနေနဲ့ဒါကျွန်တော်လစ်ဗာပူးအသင်းရဲ့ဒါကျွန်တော်ဂိုးသမားဖြစ်တဲ့အလစ်ဆန်ဘက်ကာကိုချီးကျူးရလိမ့်မယ်ဒီနေ့ပွဲစမှာလစ်ဗာပူးရဲ့ကစားပုံကအဲ့လောက်ကြီးအရန်ကြီးကောင်းနေတဲ့အနေထားတော့မဟုတ်ဘူးဒီနေ့ပွဲစမှာဒါအဖက်ဘက်ကကြည့်မယ်ဆိုတော့ PSG ကတော်တော်ကြီးကိုတာလွန်နေခဲ့တယ်ဒါကျွန်တော်တိုက်ဆက်ပိုင်ရတော်တော်ကြီးကိုကောင်းနေခဲ့တဲ့အနေထားမှရှိတယ်ဒါပထမဆုံးကဒါဂဗစ်ချာရဲ့အသွင်းကိုကိုဂိုးပေးလိုက်ရပြီလို့ထင်လိုက်ရတဲ့အထီးကိုတော့ ော်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒါ ဒါပေကြဲ့ twin ကတော့မဆိုးတလောက်လေးလူကျွန်ခဲ့ပဲလူကျွန်တာကလူကျွန်တာဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီ twin ကိုတော့ပယ်ဖြတ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာဒါကျွန်တော် liverpool အသင်းနဲ့ wake up ကိုရသွားခဲ့တယ်လို့ဆိုလို့ရမယ်တယ်မှာပါအဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော် liverpool အသင်းနဲ့နောက်တန်းကောင်းတယ်ဆိုတာနောက်တန်းကောင်းတယ်ဆိုတဲ့စကားလုံးတက်ဆိုင်တော့ alison backer ကိုကောင်းတယ်လို့ပဲပြောရမှာ alison backer နဲ့ဒီနေ့ပေါ်စမှာတကယ်ကိုအပိုင်လုံး၉လုံးထိ save လုပ်သွားခဲ့တယ် immortal မှာ jock man lily ပေါ့နော်ဒီလိုမျိုးဂိုးသမား display တွေကိုမတွေ့ရတာကြာခဲ့ပြီကကိုလိုဂိုးသမားတွေကောင်းတယ်ဆိုအမြဲတည်းဒါပေမဲ့ရေးရဒီနေ့မှာဒါကျွန်တော်တို့ ့ Champions League ပွဲစဉ်တွေမှာအကုန်လုံးကဂိုးသမားတွေတတော်လေးကိုကောင်းခဲ့တယ်။ဒါကျွန်တော်တို့ကြည့်နေခဲ့တဲ့ Barcelona နဲ့ Benfica ပွဲစဉ်မှာလည်းကောင်းခဲ့တယ်ဒါကျွန်တော်တို့ Barcelona Benfica ပွဲစဉ်ဗျာနှစ်ယောက်လုံးကောင်းတာဒါကျွန်တော် Terbin ကဒါ Barcelona ရဲ့ဂိုးသမားဖြစ်တဲ့ Tastigan ကိုထပ်တာကောင်းဘူး Tastigan as which says new တော်တော်လေးကိုကောင်းခဲ့တယ်မှာပါအဲဒီနေ့ပွဲစဉ်မှာဆိုတာကျွန်တော် Alisson ကြီးက share ကောင်းတယ်တယ်မှာပါ Alisson ဒီနေ့ပွဲစဉ်မှာပုတ်တာပုတ်တာဆိုတော့ဗျာဒါကစကားလုံးနဲ့ပြောမှာဆိုတာကျွန်တော်အမွှေးလင်းဆိုပြောမှာဆိုယွန်ဘူကောင်းတော့အောင်ကောင်းတဲ့အထိမှာပါတယ် ဲ့လောက်ထိကျွန်တော်ကြည့်နေနေပါဘူးမှာကျွန်တော်တို့ကျွန်တော်သာဆိုတော့ဟို PSG ရဲ့ရှေ့တန်းတိုက်စစ်မှုကျွန်တော်အလီစီတော်တော်မုန်းပါခမပြပုတ်တာပုတ်တာပုတ်တာဆိုခမတခါကျရင်လူတော်များအလီစီစွီပါကီပါတာကျွန်တော်တို့ short stopper အမျိုးမျိုးခေါ်လို့ရတယ်ဒါပေမဲ့အလီစင်ကတော်တော်လေးကိုပြည့်စုံတဲ့ဂိုးသမားတယောက်ဆိုတာညင်းစရာမလိုဘူးဒါကျွန်တော်ဒီ အဲလာဒီနှစ်ပတ်အစောပိုင်းမှာပေါ့နော်အလီစင်ဒိုင်ယာကပြန်လဲတက်လာပြီးနောက်ပိုင်းနည်းနည်းလေးကပြဲဒီကပြဲချော်ဖြစ်ခဲ့ဒါပေမဲ့ဒီနောက်ပိုင်းမှာဒါအလီစင်ဘက်ကာကိုအလီစင်ဘက်ကာနေနဲ့တော်တော်လေးကိုပြန်မြင်ခဲ့ရတဲ့ပွဲတပွဲလို့ကျွန်တော်နေမြင်ပြီးရတယ်မှာပါတယ်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့လီဗာပူးအသင်းကိုအားမရဆုံးပြောပါဆိုရင်တော့တိုက်ဆစ်ပဲဒါဆာလာလူးဝစ်စီအက်ဂျီကိုဂျူတာ၃ရောက်လိုပဲတိုက်ဆစ်ကိုကျွန်တော်တော်တော်လေးကိုအားမရဘူးလို့ပြောလို့ရတယ်မှာပါဒါမှဒါကလည်းကျွန်တော်တို့ PSG ရဲ့နောက်တန်းနေဖြစ်တဲ့နူနိုမန်ဒက်စ်ဟာကီမီတို့အဆူမဆိုးဘူးတဲ့ကျွန်တော်ပြောလို့ရတယ်မှာပါအဲ့တော့ဒီနေ့ပေါ်မှာရှင်းပါတယ် PSG ကလုံးဝ all out attack သူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့ကြောင့်ဒါကျွန်တော်တို့ လီဗာပူးကိုလင်းလားငါလားဟဲ့ဆိုပြီးဝုန်းနိုင်ကျဲပြတယ်တကယ်လဲဝုန်းနိုင်ကျဲတဲ့အတိုင်းဖြစ်တာပါပဲမဖြစ်ဘူးမို့ဖြစ်တယ်ဒါပေမဲ့ တောင်ကျွန်တော်ဂိုသမန်ကျွန်တော်တို့ဒါမမဲ့ရတာကျွန်တော်ငယ်တော့ကွန်ဖူဟတ်စလက်ဒါစတီဗင်6ကြာကကြည့်ဘူးလေမထင်နဲ့ကွန်ဖူဟတ်စလက်ထဲမှာဒါကျွန်တော်တို့ဟိုဘရုစလီနဲ့တူတဲ့ဂိုသမန်ရှိရယ်လေကြာကျွန်တော်တို့အဲ့အဲ့လိုဂိုသမန်တော့မြင်အောင်ရတယ်ကျွန်တော်ဒါနှာခေါင်းတစ်ချက်ပုတ်ပြီးလာဖမ်းမယ်ဘာညာဆိုတဲ့ပုံစံမျိုးအလီစင်ဘက်ကာစီကမြင်ခဲ့ရတယ်ပေါ့နော်တခါကြရင်ပြခုနကပြောလို့ပဲတသိန်းလုံးမှာတယောက်ကောင်းပြတယ်ဆိုတော့ဒါမျိုးပေါ့နော်ကျွန်တော်အမြင်နဲ့ဒါခုနကပြောကျွန်တော်ဆိုအမြင်နဲ့ Virgil van Dijk တို့ဒါ Mohamed Salah တို့အမြင်နဲ့ appreciate လုပ်နေခဲ့ပြီးမယ် Alisson ကနောက်ကနေအမြင်နဲ့ပန်ဘူးနေတဲ့ဂိုသမန်တယောက်ဆိုတာလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်နေမြင်ပြီးရတယ် မှာပါတယ်ဒီနေ့ပေါ်စမှာအလစ်ဆန်ဘက်ကာကဘာလို့လီဗာပူးအသင်းရဲ့အကောင်းဆုံးဂိုးသမားလဲကဘာမှာဘာလို့အကောင်းဆုံးဂိုးသမားတွေကတယောက်လည်းဆက်လက်ပြီးတော့ပြသခဲ့တဲ့ပွဲစဉ်တွေပွဲဖြစ်တယ်တပတ်က PSG ဘက်ကပြန်ကြည့်မယ်တော့လေ feedback ဖြစ်เสียရပဲဘာလို့လုံးကပေါ်တွေဒါကျွန်တော်တသိန်းလုံးအရာဆောက်ရမ်းကောင်းခဲ့တဲ့သူတွေဖြစ်ခဲ့တာဟုတ်တိုက်ဆက်ပါလို့ဒါကျွန်တော် Usman Dembele ဘာကိုလာဒါကျွန်တော် Gavicha သုံးယောက်လုံးခဲ့တာကျွန်တော် Kan Jet ဒီကောထိုးမှချက်ဒီကောတတော်လေးကိုမိုက်ခဲ့တယ်မှာပါတယ်ဒီနောက်ပိုင်းမှာဒါကျွန်တော် Queen နဲ့ Vice လဲဒါကျွန်တော် Liverpool အသေးရဲ့ Queen နဲ့ Spider တိုက်ဆက်ပါမှာပို့ပြီးလိုက်ပါတိုင်းခဲ့တယ် Chaoni Vendinha တတော် ော်လေးကိုကောင်းခဲ့တယ်ပေါ့အဲ့တော့ဒီနေ့ပုံစံမှာလီဗာပူးကောင်းလို့နိုင်သွားတယ်ဆိုတော့ PA ပေါ့ကျွန်တော်ဒါလီဗာပူးအသင်းရဲ့ဂိုးသမားကောင်းလို့လီဗာပူးအသင်းနိုင်သွားတယ်လို့ပြောလိုက်တာဒါပေမဲ့ဒီနေ့မှာဆက်ပြီးလှုပ်ချင်တာတစ်ဖက်ဂိုးသမားကောင်းလို့ကျွန်တော်ပြောခဲ့တယ် PA ကြီးအသင်းမှာတသင်းလုံးကျွန်တော်သဘောကျတယ်ဒါပေမဲ့ကျွန်တော်ဒိုနာရမာကိုလုံးဝမချိုက်ဘူးကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့တလုံးလောက်ရတဲ့ဥစားကိုပြကျွန်တော်ပြောတာအယ်လီယက်ကန်နဲ့အလုံးစုံအမှန်တကယ်ပါအယ်လီစင်ဆို AC မိတယ် ဘလို့ဖမ်းမမသိဒေါ်နာရမာဆိုရက်ကောင်းလေခင်ဗျာတကယ်ဆောက်တရဖို့ကောင်းတယ်ခင်ဗျာအင်မတန်မဆောက်တရဖို့ကောင်းတယ်ကောဒေါ်နာရမာလေကျွန်တော်အတွက်ဆိုလေဒါကျွန်တော်ကျွန်တော်သူများကကျွန်တော်သိပါကျွန်တော်ဗီဒီယိုကျွန်တော်သုံးတန်းကစားသမားတွေကကျွန်တော် overrated မပြောဘူးဒေါ်နာရမာကျွန်တော်မြင်မှုသမားဂိုးသမားတွေမှာ overrated အဖြစ်ဆုံးဂိုးသမားတွေမှာပါတယ်တကယ်ဖျားဆို ဘာတွေဘလို့ကြည့်ပြီးလူတွေသဘောကျတယ်မကျွန်တော်ဒေါ်ရမောလုံးအားမအီတလီမှာလည်းမကြိုက်ဘူးသူဟိုးရင်ကလည်းမီလန်မှာကလည်းမကြိုက်ဘူးကျွန်တော်ပြောတာ overrated အရန်ဖြစ်တယ်လို့ခံစားရဒီနေ့ပေါ်စံမှာဗျာတစ်ဖက်ကအဲလီစင်ကစောက်ရမ်းကောင်းပြနေတဲ့အချိန်မှာအဲလီကိုကန်သွားတဲ့ကန်ချက်ကြီးအဲ့လောက်ကြီးလည်း strong ဖြစ်နေတာလည်းမဟုတ်ဘူးဗျာကျွန်တော်ပြောတာဒီလားသူ့လက်နဲ့လည်းမိလိုက်တယ် strong မဖြစ်သူကိုယ်တိုင်ကအားနေလို့လို့အဲ့လုံကြီးပေးလိုက်ရတာဗျာဒီလားဒီနေ့ပေါ်စံတော့ဒါကျွန်တော်နည်းနည်းဒီအခုလို့ရှိကျွန်တော်တို့ကကျွန်တော်လည်းအရာထားတော့ကြာတော့ Facebook ကိုကြည့်တဲ့အချိန်မှာ the boat ပြတဲ့ကဒီဘွဲကို enjoy တော့သိမှာဖြစ်ပါတော့သူတို့မြင်နေကြလက်ဘုံမဟုတ်ဘူး ူးဒါကျွန်တော်တို့သူတို့အနေနဲ့ဒါငါတို့လီဗာပူးအတင်းကဒီလိုပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ feeling ကြီးရတယ်တခါကြကြရင်ပြလီဗာပူးကလီဗာပူးတစ်ချိန်လုံးဖြစ်စရာမလိုခုနပေါ်တဲ့ပဲဟိုတခါကြကြရင်ပြနိုင်ဖို့ရေးချီးတယ်ဗျကျွန်တော်ပုံပုံလင်းပြောတာပေါ့နော်လီဗာပူးကိုလီဗာပူးအနေနဲ့အိမ်ကမှထပ်တွေ့တွေ့ရမယ်ဒါတပွဲတလီပုံစံမျိုးတွေ့ရမယ်တယ်မှာပါတယ်တချို့ကြတာဟာ slot ကဒါ clock နဲ့ kwa တဲ့ chess ဆိုရဒါမျိုးတွေဆိုရဆိုတာတခါကြကြရင်ပြဒါ pragmatic approach ဆိုရရှိရတယ်မှာပါတယ်ပေါ့နော်ကျွန်တော်တချို့ဆရာကြီးကျွန်တော်ပြပူနားလေပါတယ်ဒါပေမဲ့တချို့ကြလက်မခံခြင်းပေါ့နော်ငါတို့လီဗာပူးကလူဖင်ပိတ်စောရတဲ့အသေးမဟုတ်ဘူးဆိုတော့လက်မခံတခါကြရင်လည်းပြအမှန်တမ်းပြောမှာဆိုတော့ဒါတော့က ကောင်းနေတဲ့ PSG ရဲ့တိုက်စစ်တပွဲကိုပွဲပြည့်မြခုနှစ်ခုလောက်သွင်းနေတိုက်စစ်ကိုဒီလိုမဟန့်တားဘူးဆိုလည်းဘလို့ဟန့်တားမလဲပေါ့နော်အဲ့တော့ဟိုကျွန်တော်လည်းမနိုင်မတချို့လူတွေပြောလဲနားလေလူရဲ့ကိုယ့်ရဲ့ဟန်ပြောက်သွားဒါပေမဲ့လီဗာပူးကဟန်ပြောက်သွားမှာမဟုတ်ဘူးလေလီဗာပူးကလီဗာပူးဖြစ်နေဦးမယ်ဒါပေမဲ့တပွဲတလီကာလန်ဒေတန်နဲ့လိုက်ပြီးလီဗာပူးကလိုက်ဆော့ရတဲ့ပုံစံမျိုးရှိမှာပဲဟိုလက်ရှိပြကျွန်တော်လာလီဗာပူးပွဲပစဉ်ဘလောက်ရှိသွားပြီလဲ လစ်ဗာပူးခမောင်းလာတော့လက်ရှိမှာကစားကွက်လာတာတပည့်ကြီးအင်ကိုမခမမနိုင်ချင်ဘူးလေကျွန်တော်ပြောတာလစ်ဗာပူးအသင်းနဲ့လစ်ဗာပူးအင်ကိုမှပြန်ဖြစ်မှာပဲဗျာဟုတ်လားကျွန်တော်ပြောတာလာမဲ့ပွဲလာပရီးမီးယားလိဘောဆိုမှာလစ်ဗာပူးကိုလစ်ဗာပူးလိုပြန်တွေ့ရမှာပဲမတွေ့ရမှာလစ်ဗာပူးကဖင်ဆက်တော့ကျွန်တော်တို့3ဘက်တို့ကျွန်တော်တို့ဟိုလုံးဝ defensive lockdown စော့ရဲတဲ့မှာမဟုတ်တာကျွန်တော်ပြောတာအဲ့တော့စိတ်မပူနဲ့လူမပူလူပပူလို့ပြန်တွေ့ရမှာတခါကြာရင်ဗျာအဲ့လောက်ကြီးမလူမလောင်နဲ့ကျွန်တော်ပြောတာလောင်ဖို့အဲ့လောက်ကြီးလူနေတဲ့အရာတခုမဟုတ်ဘူးအဲ့တော့ခုနကကျွန်တော်ကျွန်တော်ဒီနေ့တွေ့လိုက်တာပါတော့ကျွန်တော် international မှာမတွေ့မှ local မှာကျွန်တော်တို့လူပပူတဟာငါတို့လူလူပပူမကြိုက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်နားလေလူရသူတို့ပြောတယ်ကျွန်တော်နားတယ်ဒါပေမဲ့ခုနကပြောလို့ပဲတခါကြာရင်ဗျာ unique ugly win တိလာကျွန်တော်ပြောဟိုအငင်းတဲ့အဲ့မှာဟာ fair win နေပါ့ ugly win ခဏလူတယ် တခါကျအာဂလီဝင်ဆိုရလို့တယ်။ဟုတ်တယ်လီဗာပူးအသင်းနဲ့ခုလက်ရှိမှာဒါကတော့အမြင်နဲ့ဆောင်ရမ်းကောင်းတဲ့ကျွန်တော် movement တိုင်းနဲ့နိုင်ခဲ့တဲ့ position တွေအများကြီးရှိတယ်။ဒါပေမဲ့တခါကျရယူနီအာဂလီဝင်ပြ။အမြင်နဲ့ဒါအာဂလီဝင်ဆိုတော့ကျွန်တော်ဒါကျွန်တော်ကိုယ်လည်းလည်းပြောပြဟာဒါ sustainable မပြော။အခုလက်ရှိမှာဒီနိုင်ပွဲလာမှလည်းပြောရေရှည်ရအစမပြေဥမဲ့နဲ့။ဒါပေမဲ့အာဒီဆိုကဒီလိုပွဲစဉ်မျိုးယူတာရေရှည်ရဘယ်လိုမှသုံးမှာမဟုတ်ဘူးလေဗျာကျွန်တော်ပြောတာသိလား။ ဒါလည်းခုနကပြောလို့ဒီလိုစောင်းရင်တိုက်စစ်ကောင်းတဲ့အသည့်တို့လက်ရှိမှာလစ်ဗာပူးတဲ့တိုက်စစ်အားနေတဲ့အချိန်မှာတွေ့တဲ့အချိန်မှာသူလည်းပြောင်းလဲတဲ့ပြောင်းလဲတဲ့နဲ့ပုံစံပြီးသွားခဲ့တာပဲလို့ကျွန်တော်လည်းမြင်မိတယ်အဲ့တော့လစ်ဗာပူးတဲ့ကဒါခါတိုင်းလူမျိုးမြင်နေရတာမှာခုနကတပွဲတလီလူမျိုးဖြစ်တယ်ဗျာရှော်လိုက်ကျွန်တော်ပြောတဲ့မှာနိုင်သွားတယ်ဗျာရှုံးသွားလည်းမဟုတ်နိုင်သွားတယ်လှုပ်ပေးလိုက်အိမ်ဝင်းမှာပြန်ပြီးလစ်ဗာပူးလို့လစ်ဗာပူးပြန်တွေ့ရမှာပဲအဲ့လောက်ကြီးခံစားမှုနေကျွန်တော်ပြောခုနကကိုယ်လိုခုနကပြောလို့ ကာဇေပိတ်တဲ့အသင်းနေနေဆိုကမဘလို့လုံးအက်တလတီကိုမထွက်ဘလို့လုံးတခါကျခုနပေါ်ဆိုရယ်ကိုယ့်ရဲ့ identity ကိုတခုတခါကျခုနပေါ်ဆိုရယ်ဆွန့်လွတ်ပြီးနိုင်ပွဲယူရရှိတယ်တတလုံးဆွန့်လွတ်ရတာမကတပွဲတလေဆွန့်လွတ်ရတယ်လွတ်ပေးလိုက်ကျွန်တော်ပြောတာဟုတ်တယ်မအဲ့လောက်ကြီးရတခါကျ poor boys ဘောနိုင်သွားပြီ10နဲ့ Elio ရဲ့တင်းကနိုင်သွားပြီကျွန်တော်ပြောခမယူသွားလိုက် Liverpool အိမ်ကမှ AC ထက်ကန်ကျွန်တော်ပြောတာသိလား အဲ့နောက်တစ်ပွဲဆက်ပြောအောင်ကျွန်တော်ဒါဘာဆိုနာနဲ့ဘန်ဖီကဒီပွဲကလည်းဂိုးသမားတွေအတုံးနေအောင်ကောင်းတဲ့ပွဲဘန်ဖီကရဲ့ဂိုးသမားတာပြီးဆို3-0ဆက်ကိုဖမ်းပစ်တာဘတ်ဘတ်ဘတ်ဆိုကျွန်တော်ဒီဘက်မှာကျွန်တော်ဒါလိုလိုဘူးနဲ့ဒါကျွန်တော်ပြည့်ကြည်ပွဲကြည်နေချိန်မှာဟိုဘက်ကိုကြည်နေချိန်ဟာဖမ်းနေဘာဆိုနာဂိုးသမားလည်းဖမ်းနေဘန်ဖီကဂိုးသမားလည်းဖမ်းနေဟေးဖမ်းနေဒီနေ့မှာကြည်တဲ့ဂိုးသမားတွေအပီပင်ဖမ်းနေတာပဲညံ့လာဆိုလို့ဟိုဘာလဲကျွန်တော်လီဗာကူဆင်းရဲ့ဂိုးသမားတကောင်ပဲရှိမှတင်တယ်ကြဘတ်ဆိုဖုတ်ဆိုပြန်ကြအောက်ကမူဆီယလာကန်ဟာဂိုးဟာတိုင်ပါဗျာ တော့ဘာဆိုနာတဲ့ဒီနေ့ပွဲစမှာဒါကကဘာဆိုနာဒီနေ့ပွဲစမှာတယောက်ယော့သွားတယ်တယောက်ယော့နေအနိုင်ခံသွားတယ်ဒါပေမဲ့ twin သွားတဲ့ကိုက raffinia ကိုလုံးဝ fully credit ပေးမှာဒီနေ့ကကကျွန်တော်ဒါလမင်းရမဲကိုဒါဟိုလူကိုဒီလူကိုအမြဲတမ်း credit ပေးဒါပေမဲ့ဒီနေ့ကဒါ raffinia နှစ်ပဲ ျွန်တော်ပြောခဲ့တယ်ဒီနှစ်က Rafinha နှစ်ပဲဒါကုနာပေါ့ဒီနှစ်ကဒါကျွန်တော်တို့ Barcelona အသင်းကဒါကျွန်တော်တစ်ချိန်က Juventus ဆိုပဲလူကြီးလူငယ်ပေါင်းဆက်ထားတဲ့တသင်းတွေ့ရတယ်ဒါပေမဲ့တခုသဘောကျတာက Benfica အင်္ဂုမတယောက်ယော့ဟိုဒါကျွန်တော်တို့အားလုံးပေါင်းမိနစ်ပေါင်း60ကျော်ဆော့လာခဲ့တဲ့အချိန်မှာလောကဂိုးမပြီးပဲဆော့လာခဲ့တာအင်မတမချီချူးဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဗောနောဒီလိုပဲဆိုစင်က Barcelona အသင်းဒီနှစ်ပေါ်မှာကျွန်တော်ကဒါသဘောကျတယ်ဟိုနာပေါ့ Rafinha အသင်းတော့သူကတကယ် classic ဖြစ်လို့ ਨੇ တစ်လုံးဆိုတစ်လုံးရအောင်လုပ်သွားခဲ့တယ်မှာ Benfica ဘက်ကဒီနှစ်ပေါ်မှာအလကီပါပဲဟိုနာပေါ်ဆိုရင်ဒါကျွန်တော်ဒီနှစ်ပေါ်မှာတယောက်ယော့ နေထားတဲ့ဘာဆိုနာကိုမနိုင်ယူခဲ့ဘူးပြီးတော့ဘာဆိုနာအိမ်ကိုပြန်သွားဆော့မယ်ဒါပေမဲ့ကူပါစီလာမဲ့ပွဲမှာမပါနိုင်တာတော်တော်လေးညံ့မျောပေါ့ကွာကူပါစီနေတာကျွန်တော်တို့လူတော်တော်များထင်လို့တာသုံးပွဲပွဲဖြစ်တယ်မဟုတ်ဘူးဒါကျွန်တော်တို့ last man defending ဖြစ်တဲ့တော်ကြောင့်တစ်ယောက်ပဲတပွဲပဲပဲမယ်လာမဲ့ဒါကျွန်တော်တို့ Benfica ရဲ့ဒါ away win ပွဲစဉ်တပွဲတော့ပဲ့မယ်ပြီးရင်တော့ဒါကျွန်တော်တို့ round of 16ပြီးတာ quarter final မှာတော့ကူပါစီပြန်ပါမယ်လို့သိရတယ်မှာပါအဲ့တော့ဒါကျွန်တော်လူတော်များမှာ violet content နဲ့ဒါကျွန်တော်တို့ဒါကျွန်တော်တို့ one on one တွေ့တယ်ဆိုတော့ number 2 one on one ဒါကျွန်တော်တို့ last defender ဆိုတပွဲပဲပဲ့တယ်ဒါကျွန်တော်တို့ဟို violet content ဆိုတော့သုံးပွဲပဲ့ ယ်ဒါမှဒါစီကစီမင်းစီကအဲ့တော့ဘာဆိုရတဲ့ဒီနေ့ random မှာဒါအများဆက်ပြောဆိုမှရှိဘူး rafinha နဲ့ imperdam ကောင်းတယ် wishes ses နေဒီနေ့ပေါ်မှာတော်တော်လေးကိုချီချူးစရာကောင်းတဲ့ခြေစွမ်းကို sasani စီကကျွန်တော်အကောင်းဆုံးမြင်တွေ့ခဲ့ရတယ်မှာပါတယ် benfica ဒီနေ့ပေါ်မှာနံပါတ်ဘူးတော့ကောင်းမယ်ဒါကတော့ barcelona အသင်းကဒီနေ့ပေါ်မှာဒါခံစစ်နဲ့ဂိုးသမားပိုင်းကပူကောင်းသွားခဲ့တယ်လို့ကျွန်တော်နည်းနည်းမြင်ရတယ်မှာပါတယ်ဘောနော် တော့နောက်တစ်ပွဲနောက်ဆုံးတစ်ပွဲနဲ့ပြောမှာဆိုလီဗာကူဆင်နဲ့ဘိုင်မြူနစ်ပဲဘိုင်မြူနစ်လီဗာကူဆင်ကမနိုင်ပြောမှာဒီနေ့ပွဲစဉ်ကနည်းနည်းလေးတန်ပိုးရအညောင်ညောင်ဒါသူ့ရဘဒါခါလိုက်မြင်ရကြကော်မဏီရအသင်းပဲဒါတစ်ဖက်ကလီဗာကူဆင်နဲ့ဒါအန်ဒီကတ်တီတီမတီတီကြာကျွန်တော်စောစောစစ်စစ်ကလေးကဒါကျွန်တော်ကိန်းကဒါကျွန်တော်အိုလီစီပေးတဲ့ကန်လိုက်တဲ့ဘောလုံးနဲ့ဒါကျွန်တော်တို့ကောင်းတိုက်ပြီးသွင်းသွားခဲ့တယ်ပြီးတဲ့ပြီးတော့ဒါကျွန်တော်တို့ နေနေပွဲစမှာကဂိုးတွေသိပြီးပြောရတဲ့ဆိုင်ဒါကျွန်တော်တို့မူဆီယလာကိုပြောခြင်းတယ်မူဆီယလာကဒါခုနကဆရာမင်းမင်းတို့ဘာလို့သဘောကျလဲဆိုတော့ကောင်းတဲ့မှာကြည်လို့ရတဲ့ပွဲတပွဲပဲမူဆီယလာအင်မတန်မှကောင်းတယ်သူပြသူဒန်နစ်ဘာကန်လို့လုတ်သွားတဲ့လူတော်တော်လေးလာတယ်ကျွန်တော်နောက်ပေါက်နဲ့ပြန်ရိုက်ပြီးကစားသမားကိုလိန်ပြီးတော့ပြန်ထွက်သွားတဲ့အချိန်မှာဒါကျွန်တော်တို့ပါလင်ညာထင်းနဲ့ပါလင်ညာလှမ်းကန်သွားတာတော်တော်လေးကိုရုပ်ပေါက်လုံးပါတယ်ဗျာဆရာကြီးကမူဆီယလာဘာကန်ကွက်ကြီးနင်းသွားတာပြီးတဲ့ပြီးတော့ပါလင်ညာကန်တော့တိန်တိုင်းထိပ်တိန်းဆိုပေါ်တတ်တာဟာ နှစ်မျိုးတော့ဒါပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဘိုင်းမြူနစ်ကိုကြည့်ပြီးအဓိကကြည့်ပြတဲ့ကြောင်းကိုယ့်ကိုကောင်ကြီးဂိမ်းရှိတယ်ပေါ့နော်အဲ့တော့ဂိမ်းရှိတဲ့ကြောင်းဒီနေ့ပုံစံမှာဆရာကြီးဂိုးနှစ်ဂိုးသွင်းတယ်လက်ရှိမှာဒါဒီပုံစံတိုင်းဆိုတော့ quarter final ကိုတက်ဖို့အတွက်ဒါဘိုင်းမြူနစ်ကတေချာလောက်နေနေဖြစ်သွားပြီအဲ့တော့လက်ရှိမှာဒါကျွန်တော်ပြောမှာ Premier League ဂုံဆောင်သင်းနေ၃သင်းလုံးကလက်ရှိမှာနိုင်ထားခဲ့တာဖြစ်တဲ့ Arsenal နိုင်တယ် customer လာနိုင်တယ် Liverpool တင်နိုင်တယ်ဒါလက်ရှိမှာတော့ Premier League တင်နေကုန်နိုင်ထားခဲ့ပြီလက်ရှိမှာတော့ Bayern Munich ကလည်းသူ့ရဲ့ပြည်တွင်း club ဖြစ်တဲ့ဒါ Liverpool ဆင်ကုန်နိုင်ထားခဲ့အဲ့တော့လက်ရှိမှာတချို့သောအသင်းတွေကတော့ကျွန်တော် quarter final ကိုတက်မယ်ဆိုတဲ့အခြေအနေတခုမှန်းလို့ရပါပြီဒါကျွန်တော်တို့အခြေအနေတွေကောင်းလာခဲ့ပြီပြောရတယ်ဒါပေမဲ့ Champions League ဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်နဲ့ comeback ဆိုတာလည်းဘာမှမဆိုဖြစ်သွားနိုင် Champions League comeback ကြီးဆိုတော့ immediate မှာ gain win ဆန်တဲ့အတွက်ကြောင့်မို့လားဘယ်ဟာမဆိုတော့အတီတကျပြောလို့မရသေးဘူး Barcelona နဲ့တွတ်လို့ရတယ်နံပါတ်1တွတ်လို့ရတယ်ဒါပေမဲ့ ball လုံးမှာနံပါတ်2နဲ့အမြဲတွတ်လို့မရပါဘူးဒါတော့ပါပဲ ball လုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ဒီ for you တို့မှာ change the bound ကိုညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြီးအောက်က comment တွေမှာလည်း youth sport media 3 point ဆိုတော့ဒီ for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြီးအများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာ AACC တွေ့ကြတာပေါ့။အားလုံးကြိုးတူပါတယ်။ကျွန်တော်တော့ကုန်ပြီပါဗျ။ဒီပါဗျ။